္ဂလာပါရှင်။2023ခုနှစ်ဒီဇင်ဘာလ12ရက်ကျတဲ့ရင်းနေ့ညပိုင်းလွတ်လပ်တဲ့အာရှတန် RFE ရဲ့ရုပ်မြင်သံကြားအစီအစဉ်တွေကို American ပြည်ထောင်စု Washington DC မြို့တော်ကနေစတင်ထုတ်လွှင့်နေပါပြီ။ကျွန်မခက်ပါပါရှင်။ RFE အစီအစဉ်တွေကိုမြန်မာစံတော်ချိန်ည8နာရီခွဲကနေ9နာရီအထိတင်ဆက်သွားမှာပါ။ဒီကနေ့အတွက်ထူးခြားတဲ့သတင်းတွေကိုစပြီးတင်ပြပေးပါမယ်။သမရဦးသိန်းစင်ရဲ့လွင်ငင်းချမ်းသာခွင့်အမိန့်နဲ့ နိုင်ငံရေးအကျဉ်းသား42ဦးလွတ်မြောက်လာတဲ့အပေါ်ကုလသမဂ္ဂကကြိုဆိုလိုက်ပါတယ်။ဒါဟာဒီနှစ်ကုန်မှာနိုင်ငံရေးအကျဉ်းသားမရှိစေရဘူးဆိုတော့သမရဦးသိန်းစိန်ရဲ့ဂရုစကားတည်မြဲရေးအတွက်အရေးပါတဲ့ခြေလှမ်းတစ်ရပ်ဖြစ်တယ်လို့မြမလူ့အခွင့်ရေးဆိုင်ရာကုလသမဂ္ဂအထူးကိုယ်စားလှယ် Thomas Quintana ကပြောပါတယ်။ဒီတာဝန်ကိုစတင်ထမ်းဆောင်ခဲ့တဲ့2008ခုနှစ်တုန်းကမြန်မာနိုင်ငံမှာနိုင်ငံရေးလှုပ်ရှားမှုကြောင့်အကျဉ်းကျနေသူပေါင်း1900ကျော်ရှိခဲ့ပြီးဒီကနေ့မှာတော့ဒီအရေးအတွက်ဟာ 50အောက်ရောက်သွားပြီမဟုတ်ဒါဟာအရေးကြီးပြီးထင်ရှားတဲ့တိုးတက်မှုဖြစ်တယ်လို့မစ္စတာကွင်တာနာကပြောပါတယ်နိုင်ငံရေးအကျဉ်းသားတွေကိုပြန်လွှတ်ပေးတာဟာဒီမိုကရေစီရင်ကျင်းမှုလမ်းကြောင်းပေါ်ကခြေလှမ်းတွေဖြစ်ပေမဲ့ဒီခြေလှမ်းတွေနဲ့အတူတရားဥပဒေပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်မှာအတူရှင်တွဲလိုက်တာလိုက်ပါဖို့လိုအပ်ပါတယ်လို့လည်းမစ္စတာကွင်တာနာကပြောပါတယ်ဒါအပြင်2014ခုနှစ်အာဆီယံဥက္ကဋ္ဌတာဝန်ကိုထမ်းဆောင်ရတော့မှဖြစ်တဲ့မြန်မာအစိုးရအနေနဲ့ဒီနှစ်ကောင်မှာနိုင်ငံရေးအကျဉ်းသားမရှိသေးရဘူးဆိုတဲ့ကတိနဲ့ တရားမဝင်စီတန်းလှည့်လည်မှုဆိုင်ရာပုံမှ78ပြုပြင်ပြောင်းလဲရေးကိုအကောင့်ထဲပေါ်နိုင်နေဆိုရင်ဒါဟာလမ်းကြောင်းမှန်ပေါ်ခြေချလိုက်တာပဲဖြစ်ပါတယ်လို့မစ္စတာကင်ဒါနာကပြောကြားလိုက်ပါတယ်28ကြိမ်မြောက်ရှစ်တောင်အားရှာအားကစားပြိုင်ပွဲ SEA Games ဖွင့်ပွဲအခမ်းအနားဟာတရုတ်မြန်မာနိုင်ငံပူးပေါင်းဆောင်ရွက်မှုနမူနာကောင်းတစ်ခုဖြစ်တယ်လို့သမရဦးသိန်းစိန်ကပြောကြားလိုက်ပါတယ် SEA Games ဖွင့်ပွဲတက်ရောက်ဖို့မြန်မာနိုင်ငံကိုရောက်ရှိနေတဲ့တရုတ်ဒုတိယဝန်ကြီးချုပ်နဲ့မင်းကတွေ့ဆုံစဉ်မှာသမရဦးသိန်းစိန်ကအခုလိုပြောကြားလိုက်တာလို့ တမရယုံရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။တရုတ်နိုင်ငံတော်ကောင်စီဝင်နဲ့ဒုတိယဝန်ကြီးချုပ်ဖြစ်တဲ့လျူယန်ဒေါင်းဟာမနေ့ကတမရဦးသိန်းစိန်နဲ့တွေ့ဆုံခဲ့တယ်လို့ဒုတိယတမရတွေဖြစ်တဲ့ဦးဆိုင်မောက်ခန်းဦးညံထွန်းတို့နဲ့လည်းတွေ့ဆုံခဲ့တယ်လို့တရုတ်အစိုးရပိုင်းဆင်ဟွာသတင်းဌာနကဖော်ပြပါတယ်။တရုတ်ဒုတိယဝန်ကြီးချုပ်ဟာမနေ့ညကနေပြည်တော်ဝနတိတိအားကစားကွင်းမှာကျင်းပခဲ့တဲ့စီးကိန်းပြိုင်ပွဲကိုအာဆီယံအစိုးရကိုယ်စားလှယ်တွေနဲ့အတူတက်ရောက်ခဲ့ပါတယ်။တရုတ်နိုင်ငံအနေနဲ့ အာဆီယံတရုတ်ဆက်ဆံရေးတိုးတက်ဖို့မြန်မာနိုင်ငံနဲ့အတူဆောင်ရွက်ချက်နဲ့ဆန္ဒရှိကြောင်းပြောကြားခဲ့တယ်လို့လည်းသတင်းမှာဖော်ပြထားပါတယ်ရှင်။မြန်မာနိုင်ငံရဲ့အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်ရေးအတွက်ဂျပန်အစိုးရကအမေရိကန်ဒေါ်လာ985သန်းနဲ့ညီမျှတဲ့ဂျပန်ငွေဘီလီယံ60နောက်ထပ်ထုတ်ချေးဖို့ရှိတယ်လို့သိရပါတယ်။ဂျပန်နိုင်ငံမှာအခုသတင်းပတ်အကုန်ပြုတ်လုံးမဲ့အာဆီယံဂျပန်ထိပ်သီးဆွေးနွေးပွဲအတင်သမရဦးသိန်းစိန်နဲ့ဂျပန်ငွေကြီးချုပ်ရှင်ဇိုအာဘေတို့တွေ့ဆုံတဲ့အခါ ဒီကိစ္စလက်မှတ်ရေးထိုးမယ်လို့ယူဆရကြောင်းအမည်မဖော်လိုတဲ့ဂျပန်အစိုးရအရာရှိတဦးကိုကိုးကားပြီးကျိုတိုသတင်းဌာနကဖော်ပြထားပါတယ်ပြီးခဲ့တဲ့မေလဂျပန်ဝန်ကြီးချုပ်မြန်မာနိုင်ငံကိုရောက်ရှိလာရောက်နေစဉ်ကလည်းအမေရိကန်ဒေါ်လာတန်တထောင်နီးပါးနဲ့ညီမျှတဲ့ဂျပန်ယန်ငွေ60ဘီလီယံကူညီထောက်ပံ့မှုကတိပြုခဲ့တဲ့အတွက်မြန်မာအပေါ်ဂျပန်အကူအညီဟာယန်150ဘီလီယံရှိသွားပြီဖြစ်ပါတယ်။ဒါဟာမြန်မာနိုင်ငံမှာဂျပန်ကုမ္ပဏီတွေယင်းနှိမ့်ညွှန်ခွင့်ရဖို့ရည်ရွယ်ချက်အပြင် တရုတ်မြန်မာဆက်ဆံရေးတိုးမြင့်လာနေတာကိုထိန်းချုပ်ဖို့ရည်ရွယ်တာလည်းဖြစ်တယ်လို့သတင်းမှရေးသားထားပါတယ်ရှင်။မြန်မာနိုင်ငံမှာ2014ခုနှစ်တကောင်စရင်ကောက်ယူဖို့ကိစ္စနဲ့ပတ်သက်ပြီးထိုင်းနိုင်ငံချင်းမိုင်မြို့မှာဒီကနေ့အလို့ယုံဆွေးနွေးပွဲတစ်ခုပြုလုပ်ခဲ့ပါတယ်။ RFA1 တို့သားဥပအောင်ကတင်ပြထားပါတယ်ရှင်။ထိုင်းနိုင်ငံချင်းမိုင်မှာကျင်းပခဲ့တဲ့မြန်မာနိုင်ငံသကောင်စင်းကောက်ယူမှုဆိုင်ရာလုပ်ယုံစုတိဘက်ကို မြန်မာနိုင်ငံဘဟုသကောင်စင်းကော်မရှင်ရဲ့လုပ်ငန်းတွေကိုအဓိကကူညီဆောင်ရပေးနေတဲ့ UNFPA လို့ခေါ်တဲ့ United Nations Populations Fund Activities နဲ့ရောပမြန်မာယုံ Euro Burma Office EBO တို့ပူးပေါင်းဆီစဉ်ခဲ့တာဖြစ်ပါတယ်။ဒီဆွေးနွေးပွဲကို ထိုင်းမြန်မာနယ်စပ်အခြေစိုက်အဖွဲ့အစည်းတွေနဲ့တိုင်းဒေသလက်နက်ကိုင်ဖွဲ့စည်းတွေရဲ့ခေါင်းဆောင်တွေတက်ရောက်ခဲ့ပါတယ်။၎င်းစင်းဟာတိုင်းပြည်အတွက်အရေးကြီးသလိုကောက်ယူတဲ့အချက်လက်မှားနေရင်လည်းပဲ နစ်နာမှုတွေဖြစ်လာနိုင်တယ်လို့ရောပွားမြန်မာရုံ EBU Director ဦးဟန်ညောင်ကပြောပါတယ်။ကောင်စီရင်ကောက်တဲ့နေရာမှာလွဲနေတယ်၊မားနေတယ်ဆိုရင်ထွက်လာတဲ့အချက်လက်တွေကလည်းမားနေတယ်ဆိုရင်ကျွန်တော်တို့အနာဂတ်အတွက်အပိုင်းပြည်အတွက်တော်တော်ဆိုးဝါးသွားနေပါတယ်။အဲ့ဒါမကဘူး။ဒီနိုင်ငံရေးပဋိပက္ခပိုများလာနေတယ်။ဘာကြောင့်လဲဆိုတော့ဒီတဲ့အတိုင်းပဲ ဒီအဲတကောင်စီရင်ကောက်တာအရင်တုန်းကဆိုရင်ဘယ်သူမှယုံကြည်မှုမရှိခဲ့ဘူးဒီတစ်ခေါက်လည်းအဲ့လိုမျိုးဖြစ်သွားရင်တော့ယုံကြည်မှုလည်းပြတ်သွားမယ်အာကျွန်တော်တို့နိုင်ငံရေးပြောင်းလဲလုပ်ငန်းကိုလည်းထိခိုက်နေတယ်လို့မြင်ပါ2014ခုနှစ်မလ30ရက်နေ့ကစပြီး AB ဒ10ရက်နေ့ထိကိုမြန်မာနိုင်ငံမှာတကောင်စီကောက်ယူတော့မှဖြစ်ပါတယ်ဒူးကြီးတကောင်စီကောက်ယူမဲ့အပေါ်မှာ UNFP နဲ့လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနဝန်ကြီးဦးခင်ရတို့ကတိုင်းသားလူမျိုးတွေရဲ့စိုးရိမ်ပူပါမှုအပေါ်ရှင်းလင်းကျင်နာကြောင်းအခုလိုအလုံယုံဆွေးနွေးပွဲကိုကျင်းပတာလို့လည်းပဲသိရပါတယ်။ချင်းမာအလုံယုံဆွေးနွေးပွဲကိုတော့ UNFP နဲ့လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနဝန်ကြီးဦးခင်ရတို့မတည့်ရောက်နိုင်ဘူးလို့ဦးဟန်ရောင်ဝေကပြောပါတယ်။၎င်းစင်းကောက်တဲ့နေရာမှာဘယ်လူတွေကောက်ယူမယ်ဘယ်လူချက်လက်တွေရှိတယ်ဆိုတာတွေကို ကုလသမဂ္ဂအဖွဲ့ UNFPA ကနေ Skype ကဆင့်ရှင်းပြခဲ့ပြီးမြဲလဲတိုင်းသားတွေအနေနဲ့စိုးရိမ်မှုတွေရှိနေစေဖြစ်တယ်လို့သိရပါတယ်ခင်ဗျာ RFA1 တို့သာဥပအောင်တင်ပြသွားတာပါရှင်ကာတာနိုင်ငံဒိုဟာမြို့မှာကျင်းပခဲ့တဲ့ကမ္ဘာ့ကျန်းမာရေးစုဝေးတုံ့ပြန်မှုညီလာခံကိုတက်ရောက်ခဲ့တဲ့ဒေါအောင်ဆန်းစုကြည်ဟာဒီကနေ့ညနေကရန်ကုန်မြို့ကိုပြန်လည်ရောက်ရှိလာပါတယ်ဒေါအောင်ဆန်းစုကြည်ဟာမနေ့ကဒိုဟာမြို့မှာညီလာခံကိုတက်ရောက်နေတဲ့တီတကူတရားဆရာတော်ရှင်ညာနေတရနဲ့ ကာတာနိုင်ငံမှာလာရောက်အလုပ်လုပ်ကိုင်နေကြတဲ့မြန်မာမိသားစုတွေနဲ့တွေ့ဆုံခဲ့ပါတယ်။နှစ်ရက်ကြာကျင်းပတဲ့ဂျမားရဲ့ညီလာခံဖွင့်ပွဲမှာအထူးဧည့်သည်အဖြစ်တက်ရောက်ပြီးမိန့်ခွန်းပြောရမှာဒေါံဆန်းစုကြည်ကမြန်မာနိုင်ငံကဂျမားရဲ့ဆောင်ရှောက်မှုပြုပြင်ပြောင်းလဲရေးနဲ့ပတ်သက်လို့ဟောပြောခဲ့ပါတယ်။ဒေါံဆန်းစုကြည်ဟာလာမယ့်ဒီဇင်ဘာလ14ရက်နေ့မှာကွန်မှုမြို့နယ်အတွင်းကအဖျောက်ကြီးရွာနဲ့ဒီဇင်ဘာလ15ရက်နေ့မှာပဲခူးတိုင်းအနောက်ချမ်းကတာယာဝတီမြို့တွေမှာ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကပြုလုပ်မဲ့2008ဖွဲ့စည်းပုံအခြေခံဥပဒေပြုပြင်ရေးနဲ့ အသစ်ပြန်လဲရေးဆွဲရေးအပေါ်လူလူသဘောထားစန္ဒခံယူပွဲကိုတက်ရောက်မယ်လို့သိရပါတယ်ရှင်။ရန်ကုန်တိုင်းသင်္ကန်းညွတ်ညွတ်နယ်မိချောင်းကန်ရက်ွက်အပိုင်း1နှစ်3ကမြေနေရာတွေပြန်ရဖို့တပိတ်စခန်းဖွင့်စန္ဒပြနေသူတွေဟာ၃လအတွင်းမြေနေရာကိစ္စစ조사ဖြည့်ရှင်းပေးမယ်ဆိုပြီးလွှတ်တော်ကိုယ်စားလှယ်တွေကကတိပေးခဲ့တာကြောင့်ဒီနေ့တပိတ်စခန်းကိုယာယီရုပ်သိမ်းလိုက်ပါတယ်။ရန်ကုန်တိုင်းလေယာမြင်နဲ့အခြားမြင်များစုံစမ်းရေးကော်မရှင်အဖွဲ့ဝင်တူဦးဖြစ်တဲ့ကြက်ခိုင်ဖွံ့ဖြိုးရေးပါတီပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးအောင်သိန်းလင်းနဲ့ဆွေးနွေးပြီးနောက် သဘောတူညီမှုရခဲ့ပြီး၃လစောင့်မယ်လို့ကတိပြုခဲ့ကြောင်းဆန္ဒပြသူတွေကပြောပါတယ်။မိချောင်းကန်တပိတ်စခန်းကိုဒီဇင်ဘာလ9ရက်နေ့နောက်ဆုံးထားပြီးဖြတ်သိမ်းပေးရမယ်လို့ရန်ကုန်တိုင်းအစိုးရအဖွဲ့နဲ့ရန်ကုန်မြို့တော်စီပင်ဆောက်တာယာရေးအဖွဲ့ကတတိပေးစာထုတ်ပြန်ခဲ့ပြီးမြေအချိန်ကာလတစ်ခုအတွင်းမြေနေရာကိစ္စကိုဖြေရှင်းပေးဖို့ကတိစာချုပ်လက်မှတ်ထိုးမှဖယ်ပေးနိုင်မယ်လို့ဆန္ဒပြသူတွေကတောင်းဆိုခဲ့တာပါ။မိချောင်းကန်တပိတ်စခန်းဟာ18ရက်ကြာခဲ့ပြီးဒုတိယအကြိမ်မြောက်တပိတ်စခန်းဖွင့်ဆန္ဒပြတာလည်းဖြစ်ပါရဲ့ရှင်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့အပြည်ပြည်ဆိုင်ရာကြက်ချင်ကြီးကော်မတီ ICRC ပူးတွဲပြီးနိုင်ငံတကာအစ်စ်မီရဲတပ်ဖွဲ့ရဲ့ဝတ္တရားတွေနဲ့ပတ်သက်တဲ့အလို့ယုံဆွေးနွေးပွဲတစ်ခုကိုရခိုင်ပြည်နယ်စစ်တွေမြို့မှာပြုလုပ်နေပါတယ်။ RFA1 တို့သားကိုကျော်မင်းထွန်းကတင်ပြထားပါတယ်ရှင်။ ICRC နဲ့ရဲတပ်ဖွဲ့အလို့ယုံဆွေးနွေးပွဲကိုစစ်တွေမြို့ပြည်နယ်ရဲတပ်ဖွဲ့မှုရုံးမှာအခုလ10ရက်နေ့ကနေမနေ့ပြန်13ရက်နေ့အထိ၄ရက်ကြာပြုလုပ်မှာဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မှာဖြစ်ပွားခဲ့တဲ့လူမျိုးရေးဘာသာရေးပြည်ပခါတွေကိုကင်တွဲနေရတဲ့ရဲအရာရှိတွေကိုနိုင်ငံကရဲလုံငန်းစံချိန်စံညွှန်းနေကိုနားလည်အောင်ဒီဆွေးနွေးပွဲပြုလုပ်တာဖြစ်ပါတယ်။ဆွေးနွေးပွဲကိုအပြည်ဆိုင်ရာချက်ချင်းဒီကော်မတီ ICRC ကဝါရင်ရဲအရာရှိဟောင်းမစ္စတာဂျွန်အဲရစ်ဂျန်ဆန်ကဥဆောင်ပို့ချနေတာဖြစ်ပါတယ်။ ဒီလုံယုံဆွေးနွေးပွဲမှာအထီးကယုံကိုဂိုင်တွယ်နီးဖန်စီထိန်သိမ့်နီးရှားဖွေဖော်ထုတ်နီးနဲ့တည်ငြိမ်မှုရရှိအောင်ဆောင်ရွက်နီးတွေကိုအဓိကထားတင်ကြားပါတယ်အဲ့လိုနိုင်ငံတကာရဲတပ်ဖွဲ့ကျင်းစင်နေနီးနာတွေနဲ့ရခိုင်ပြည်နယ်ရဖြစ်စဉ်တွေကိုနှိုင်းယှဉ်ပြီးဆွေးနွေးကြတာလည်းရှိပါတယ်။တက်ရောက်လာတဲ့ရခိုင်ပြည်နယ်အနှံ့ကရဲအရာရှိတွေကလည်းသူတို့အနေနဲ့အခုအလို့ယုံဆွေးနွေးပွဲကရလာတဲ့အချက်လက်နဲ့အတွေ့အကြုံတွေကိုလက်အောက်ခံတပ်ဖွဲ့တွေကိုပြန်မျှဝေသွားမယ်လို့ဆိုပါတယ်။ ICRC နဲ့ပတ်သက်ပြီးတော့ကိုတို့ဒီအလုံးစွန်းလို့ပဲပူပေါင်းအလုံးစွန်းနေမှာလာတော့တဲ့ရအတွက်ကိုတို့ကဘာဘာကြိုးရရနိုင်မလဲဆိုလို့ရှင်တော့ ICRC ရဲ့လုပ်ငန်းတောင်ဝင်တွေကိုတို့သိလာမယ်ဟုတ်လားဒီ ICRC ရဲ့လုပ်ငန်းတောင်ဝင်တွေသိလာတယ်လို့ ICRC ရဲ့လုပ်ငန်းဆောင်ရွက်ချက်တွေအားလုံးကိုကိုအောက်လက်ဖက်မှာတက်ဖက်မှာရှိတဲ့တက်ဖက်ဝင်တွေအားလုံးလည်းမျှတကိုတို့ကပြောပြနိုင်တယ်ပြန်မျှဝေနိုင်တယ်အခြေအရှိပါတယ် ရခိုင်ပြည်နယ်မှာလူမျိုးရေးဘာသာရေးပြန်တင့်မြတ်မှုမရှိသေးတဲ့အတွက်တည်ငြိမ်မှုတွေရရှိနိုင်မှုအတွက်အခုဆွေးနွေးပွဲကနီးစနစ်တွေဟာလက်တွေ့ကျကျအကူအညီပေးနိုင်တယ်လို့လည်းတက်ရောက်လာတဲ့ရဲရာရှိတွေကယူဆကြပါတယ်။ကိုလိုတန်တဲ့မြို့နယ်ရာဆိုလို့ရှိရင်လည်းဒီမကြာသောကာလအတွင်းမှာပါဒီပြည်ပခန့်တွေပြီးဆုံးသွားတဲ့အနေအထားတွေပေါ့။ဟာဒီအနေအထားဆောင်ရွက်တဲ့ခါမှာလည်းဟာထက်မှန်မဖြစ်ပေါ်အောင်လည်းကိုလိုဆောင်ရွက်နေတယ်လို့အဖြစ်ပြီးသွားတာတွေတို့ကဥပဒေနဲ့အညီကိုဆောင်ရွက်ခဲ့တာဆောင်ရွက်ခဲ့ပါတယ်။ဟာနောက်တစ်ခါဒီရှေ့လျှောက်ကိုတို့အနေနဲ့ ဒီ ICRC ရဲ့ပူးပေါင်းဆောင်ရွက်ပြီးတော့ဆက်ဆောင်တော်မယ့်နေသားတွေရှိပါတယ်။နောက်တစ်ခါကိုရောဆိုလို့ရှိရင်ရဲတပ်ဖွဲ့ရဆိုလို့ရှိရင်တော့ပြည်သူလူထုကိုအခြေခံတဲ့ဖွဲ့စည်းဖြစ်တဲ့အတွက်ဟုတ်လားပြည်သူလူထုပူးပေါင်းပါဝင်တဲ့လုပ်ငန်းလုပ်ငန်းပေါ့ဟာ community policing ဆိုတဲ့အတိုင်းကိုရောဆက်လက်အကောင့်တွေပုံဆောင်ရဖို့လည်းရှိပါတယ်။ ICRC အနေနဲ့အခုလိုနိုင်ငံတကာအဆင့်မီရဲလုပ်ငန်းဆိုင်ရာအလုပ်ယုံဆွေးနွေးပွဲကိုပြီးခဲ့တဲ့စက်တင်ဘာလကလည်းနေပြည်တော်မှာပြုလုပ်ခဲ့တယ်လို့သိရပါပါတယ်ခင်ဗျာ RFY တို့သားကိုကျော်မင်းထွန်းတင်ပြသွားတာပါရှင် ရခိုင်ပြည်နယ်မှာလူမှုရေးအကူအညီတွေပေးနေတဲ့ဟော်လန်ခြေဆိုင် AZG ခေါ်နယ်စည်းမခြားဆရာဝန်များအဖွဲ့ဟာမွတ်စလင်တွေကိုသာကူညီနေတဲ့အတွက်ကန့်ကွက်ကြောင်းစစ်တွေမြို့ကန်30လောက်မနေ့ကဆန္ဒပြခဲ့ကြပါတယ်။မောင်နှောမြို့နယ်ကမွတ်စလင်မျိုးသမီးလူနာတအူးကိုစစ်တွေမြို့မှာရုံးဆိုင်နေတဲ့ AZG ကစစ်တွေစစ်ုံကြီးကိုလာပို့ရမှာစစ်တွေမြို့ကန်တွေက AZG ကိုအလိုမရှိကြောင်းဆိုင်းဘုတ်တွေကင်ဆောင်ပြီးစစ်ုံကြီးဝင်းထဲမှာဆန္ဒပြခဲ့ကြတာပါ။ ရခိုင်ပြည်နယ်ပေါတော်မြို့နယ်ကငှက်ချောင်းမွတ်စလင်ဒုက္ခသည်စခန်းမှာဒီကနေ့နေ့လယ်ပိုင်းကမီးလောင်မှုဖြစ်ပွားတဲ့အတွက်ဒုက္ခသည်တွေနေထိုင်တဲ့ရှစ်ခန်းတွဲတန်းလျာပေါင်း34လုံးမီးလောင်ကျန်းသွားတယ်လို့သိရပါဗျ။နေ့လယ်၁၂နာရီလောက်ကမီးစတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီးညနေ၃နာရီလောက်မှာမီးငြိမ်းသွားခဲ့တယ်လို့ပေါတော်မြို့နယ်ရဲအရာရှိတူဦးက RFA ကိုပြောပါတယ်။ငှက်ချောင်းဒုက္ခသည်စခန်းမှာပေါတော်မြို့နယ်ချီပိုက်ရွာတဲ့နဲ့ချီပိုက်ရွာဟောင်းကမွတ်စလင်ဒုက္ခသည်အများစုနေထိုင်ကြပြီးဒုက္ခသည်တန်လျာပေါင်း၈၀ကျော်ရှိတယ်လို့သိရပါတယ်။ လောလောဆယ်မိဘဒုက္ခသည်တွေအတွက်ဌာနဆိုင်ရာတာဝန်ရှိသူတွေကအကူအညီပေးနေတယ်လို့လည်းအဲ့ဒီရဲအစာရှိကပြောပါတယ်။မိကြောင့်လူအသေးအပြောက်ရှိမရှိဆိုတာနဲ့မိစတင်လောင်ကျွမ်းတဲ့အကြောင်းရင်းကိုစုံစမ်းနေစေဖြစ်တယ်လို့ရခိုင်ပြည်နယ်အစိုးရကသတင်းထုတ်ပြန်ရေးဖွဲ့ကပြောပါတယ်ရှင်။ဒီညအတွက်သတင်းကဏ္ဍကိုဒီညနဲ့ရန်နာဝင်ပြုပါရှင်။ RFA ကိုကြည့်ရှုအားပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်။ မကြာခင်မိနစ်ပိုင်းအတွင်းမှာပဲသတင်းဆောင်မတွေကိုဆက်လက်တင်ဆက်မှာပါကျမတို့ RFA ရုံမြင့်တန်ညာစီစဉ်တွေကိုမြန်မာစံတော်ချိန်ည8:00နာရီခွဲကနေ9:00နာရီအထိညစဉ်ထုတ်လွှင့်နေပါတယ်ဝေဖန်အကြံပေးချက်တွေကိုလည်းဖိတ်ခေါ်ပါတယ်ရှင် ဖေရုံမြင့်တညာအစီအစဉ်တွေကိုဆက်ပြီးကြည့်ရှုနေရတာပါရှင်။အခုဆက်လက်ပြီးသတင်းပေးပို့ချက်တွေကိုထုတ်လွှင့်မှာပါ။ရန်ကုန်တိုင်းလှိုင်သာယာမြို့နယ်ရွှေလင်းမန်းဆက်မှုဆောင်က Great Wall ဖနက်ဆက်ရုံလို့တမားရီလောက်ခလာစာတိုးမြင့်ပေးကိုဆန္ဒပြနေကြတာဒီကနေ့ဆိုရင်6ရက်ရှိသွားပြီဖြစ်ပါတယ်။တစ်ချိန်တည်းမှာပဲလှိုင်သာယာမြို့နယ်ငွေပင်လယ်ဆက်မှုဆောင်မှာရှိတဲ့မြန်မာစိုးစံဝင်ဖနက်ဆက်ရုံကဆန္ဒပြအလို့တမားရီဟာအလို့ရှင်နဲ့ညှိနှိုင်းတာပြေလဲတဲ့အတွက်ဆန္ဒပြတာကိုရက်ဆိုင်လိုက်ပါတယ်။ ့ RFA သတင်းတောက်ကိုကျော်စောဝင်းကတင်ပြထားပါတယ်ရှင်။ပိုင်တရာမြို့နယ်ရွှေလင်းမန်းစမှုဆုံးမှာရှိတဲ့ Grey of Finance ယုံကအလုံသမား800ကျော်ဟာလောက်ခလာသာတိုးမြင့်ပေးဖို့အတွက်စက်ယုံရှိမှထိုင်ပြီးဆန္ဒပြနေကြတာဒီနေ့ဆိုရင်6ရက်မြောက်ဖြစ်ပါတယ်။အဲ့ဒီ Grey of Finance ယုံမှာ၃နှစ်ကြာလုံသက်ရှိနေပြီဖြစ်တဲ့အလုံသမားမတ်တင်သေးကသူတို့တောင်းဆိုချက်တွေကိုအခုလိုရှင်းပြပါဗျာ။ ဲ့လာက9000လောက်9000လောက်တောင်းဝင်းချင်မှာရခဲ့လို့ရှိရင်ဒီမဲ့ကဆက်ရုံမှာဆိုတော့ဖယ်တီကားပေးတယ်ဘောကဖယ်တီကားမရတဲ့အတွက်ဒီ9000ရဆိုတာတကယ်လို့ကားကားကိုနှုတ်လိုက်မယ်ဆိုရင်ဘောလို့လာက10000လောက်ပဲရပြောမှဆိုများဆက်ရုံလေးကိုရှင်းလိုက်မယ်ဆိုရင်မတို့မတို့ဒီဆက်ရုံကအများဆုံးနဲ့ရယ်အားရမလို့ကွာကုန်းကညီနန်းပြီးတော့ဗောနလာစာနေတဲ့အတွက်မလို့တောင်းဆိုတာဖြစ်တယ်။နေ့စဉ်လောက်ခလက်ရှိတနာရီ120ကျပ်ကို150အထိတိုးပေးဖို့လက်ရှိရှားပါးစိတ်လုံးဝမရတာကိုတပေါင်းကျပ်သတ်မှတ်ပေးဖို့နဲ့ တနှစ်နှစ်စဉ်ဆယ်ရက်မပြတ်ဘူးဆိုရင်ရက်မှန်ကြီး3000ကျပ်ရရှိနေတာကို2000ကျပ်ထပ်မံတိုးပေးဖို့အချက်တွေတောင်းဆိုနေကြတာပါအဲ့လိုတောင်းဆိုချက်တွေကိုစက်ယုံကတာဝန်ရှိသူတွေနဲ့အလုံသမားတွေဘက်ကကိုယ်စားလှယ်12ဦးညှိနှိုင်းနေတာအဆင်မပြေဖြစ်နေတာပါ Grey of Finance စက်ယုံဟာနိုင်ငံသားကိုတင်ပို့နေတဲ့ Finance စက်ယုံဖြစ်ပြီးစက်ယုံဝန်ထမ်း900လောက်မှာ800လောက်ဟာအမျိုးသမီးဝန်ထမ်းတွေဖြစ်ပါတယ်လာတာတိုးပေးဖို့အပြင်စက်ယုံထဲမှာတောက်ရည်တန်ရှင်းမှုမရှိတဲ့အတွက် ရေတန့်ရအောင်စက်ယုံဘက်ကစီစဉ်ပေးဖို့အချက်လဲပါဝင်ကြောင်းအလုတ်သမတ်တဦးဖြစ်တဲ့မဆုစုလိုင်ကပြောပါတယ်။စားတောက်ခန့်ထားပေးတယ်။ဒါပေမဲ့ခုံကနှိမ့်တဲ့အတွက်ကြောင့်မစိတ်တက်တဲ့ခွေးတက်တဲ့စိတ်ချီးလို့ဘာလို့ကရှိတယ်။ခမင်းစားတောင်ဆိုတာတိတဲ့ညီမတို့မှမရှိတော့ဘူး။ ရေကြတော့လေညီမတို့မှာခြေရေဆေးကန်နဲ့တောက်ရေကန်နဲ့လူကြောရင်ကတ်ထားတယ်သူတို့ပြောတော့ pipeline ခွဲထားတယ်ဒါပေမဲ့ညီမတို့ရဲ့စိတ်မှမတည်ဘူးရေကိုတောက်ကြည့်လိုက်ခါပေါ့တယ်တန်ကြီးစုံနံတယ်တခါကျသူတို့ရေတန်ရှင်းရင်လောက်တယ်ဆိုပြီးတော့ဆေးတွေထည့်တယ်အဲ့ဆေးထည့်တဲ့အခါကျရင်ညီမတို့မှမတောက်ရဘူးနိုင်ဝက်တနာကြီးလောက်မကပေါ့နော်ညီမတို့မှာရေမတောက်ခွင့်နဲ့နေအဲ့ဒုက္ခကိုမခံနိုင်တော့ညီမတို့မှာရေတန်မှု9ရောက်အဖွဲ10ရောက်အဖွဲရေတန်မှုတစ်နေ့ကိုတပူး ဟို300 300တယောက်ကို300ပေါ့တစ်ခါကြရင်တစ်နေ့ကိုတစ်ဘူးကုန်တယ်တစ်ခါကြရင်နှစ်ဘူးကုန်တယ်အဲ့လိုမျိုးဝယ်တောက်ရတယ်အဖွဲလိုက်စုကိုပဆိုင်နဲ့ကိုဝယ်တောက်ပြရဂရီယောစေယုံကအလုသမားတွေပြည်လဲမှုမရသေးပေမဲ့အဲ့ဒီကနေခလန်းလန်းဝေးတဲ့လှိုင်းလာရမြို့နယ်ငွေပင်လဲဆက်မှုဆောင်မှာရှိတဲ့အလုသမားတွေကတော့သူတို့တောင်းဆိုချက်တွေကိုအလုရှင်ကလိုက်ရောပေးလိုက်တဲ့အတွက်ဆန္နာပြတာတွေကိုရက်ဆိုင်လိုက်ပါတယ်။ဝေးပင်လဲဆက်မှုဆောင်မှာရှိတဲ့မြမဆိုးဆောင်ဝင်ဖက်နှက်စေယုံကအလုသမား300နီးပါးလောက်ဟာ ခြေခံလစာတိုးပေးဖို့တောင်းဆိုဆန္ဒပြတာဒီနေ့အလို့ရှင်နဲ့ညှိနှိုင်းရမှာအောင်မြင်မှုရခဲ့ပါတယ်။အလို့သမားတွေကလက်ရှိတနေ့လောက်ကတထောင်ကျပ်900ကျပ်နဲ့800ကျပ်ရသူတွေကိုနေစားကတိုးမြင့်ပေးဖို့တောင်းဆိုဆန္ဒပြခဲ့ကြတာပါ။ဆန္ဒပြရတဲ့အကြောင်းကတချို့ဌာနတွေကအလို့သမားတွေကိုနေစားကတိုးပေးပြီးစက်တန်းစက်ချုပ်အကူနဲ့ဖနက်အောက်ခုံကတ်တဲ့အလို့သမားတွေကိုနေစားကမတိုးပေးတာကြောင့်ဖြစ်တယ်လို့ဆန္ဒပြအလို့သမားတအုပ်ဖြစ်သူ မတ်အီအီမွန်ကပြောပါတယ်ဒီဒီလုံနေဌာနတွေကြတော့လာစာတူပြီးညီမတို့တွေအခုအပါစတန်လက်စတင်ကတင်ကတင်ရှိရစတိုရှိရအဲ့လူတွေကြတော့လာစာမြင်းများလို့အခုဆန္ဒဖြတ်ပြတာမြန်မာစိုးစံဝင်ဖက်နှက်စင်ုံကအလုံသမားတွေဆန္ဒပြတာတပတ်တိတိနေ့ဖြစ်တဲ့ဒီနေ့မှာအလုံရှင်ဘက်ကတနေ့လောက်ကတထောင်ကျပ်ရသူတွေကို100ကျပ်တိုးပေးလိုက်တယ်လို့900ကျပ်ရသူတွေကိုလည်း300ကျပ်တိုးပေးမှဖြစ်ပြီး800ကျပ်ရသူတွေကို300ကျော်စောင့်ပြီး300ကျပ်တိုးပေးမယ်လို့ သဘောတူညီချက်ရရှိခဲ့တဲ့အတွက်ကြောင့်တပတ်ကြာဆန္ဒပြတော်ကိုရုပ်သိမ်းလိုက်ကြောင်းသိရပါတယ်ခင်ဗျာ RFA သတင်းတောက်ကိုကျော်စိုးဝင်းတင်ပြသွားတာပါရှင် British Colony လက်ထက်မြန်မာလူလည်ရေးကျူးပန်းမှုကာလဖြစ်တဲ့1300ပြည့်နှစ်ကပေါ်ပေါက်ခဲ့တဲ့ရေနံမြေလူသမားတပိတ်ကြီးဟာအခုဆိုရင်85နှစ်တိုင်ခဲ့ပြီဖြစ်ပေမဲ့6ရေနံမြေလူသမားတွေရဲ့လူနေမှုဘဝတွေကတော့နှိမ့်ကျနေသေးပဲလို့ရေနံမြေဝန်ထမ်းတွေကပြောပါတယ်။ RFA သတင်းတောက်ကိုစောတူးကတင်ပြထားပါတယ်ရှင်။ ခေါင်ကောင်အပြည့်ရေးတော်ဘုံစင်ရင်စုအခမ်းအနားမှတ်ရ6ရင်းနိုင်မြေတပိတ်ကောင်းဆောင်တခင်ထိုးလာကြည့်ကျေးဇူးကတော့ဖွင့်ထားနိုင်ခဲ့ပါပြီဒါပေမဲ့ရင်းနိုင်မြေလုံသားအများစုနေထိုင်ရာအိမ်တန်းရများကတော့ဖြင့်အိုမင်းဆွေးမြေကပြည့်စုံမှုအခြေအနေနဲ့ကြုံတွေ့နေရပါတယ်ဒီအိမ်တန်းရများကိုအစဉ်အဆက်နေထိုင်ခဲ့ကြရတဲ့ရင်းနိုင်လုံသားမိသားစုများရဲ့ဘဝအနေထားကတော့နေကြနေရသေးပါသူတို့လာပြီးတော့ခလန့်ခလန့်တော့စီးရင်တော့ကောက်ကောက်ပေါ်လာတယ် ဟိုကျွန်တော်တို့ကတော့ဒီတိုင်းပဲကိုဟိုဟာစကန်လိုက်ရတယ်ဒီတိုင်းပဲနေကြတာပေါ့နော်ကိုလောလောဆယ်တော့ဖြစ်တဲ့ဥစ္စာကိုယူကိုကကိုတက်ပါအဲ့လိုပဲဟိုဟာပြကျွန်တော်တို့ကကိုမိဘဝင်လည်းပဲဖြည့်ရှင်းနေကြတာပေါ့ကျွန်တော်များသောအားဖြင့်တော့ဒီလာနေတဲ့လူတွေကငကူလုံးကပေါ့လေကျွန်တော်တို့လိုပဲမိဘလက်ထက်ကနေစဉ်သက်လာပြီးနေနေကြလူတွေပဲများပါလေခဲ့ဘာလို့ဆိုတော့တကြီးရှုပ်လူတွေပြည်အဲ့လိုလုံမတရားကဒီ family ရောပဲထွက်သွားပြီဆိုရင် သူကနောက်လူစိတ်ကလာမနေရဘူးခွန်။ဘာလို့ဆိုဒီမှာရေတို့အိမ်သားတို့ကနေနေဒုက္ခများတော့ဗောနော်။ရေရလဲတည်ရဲချလာလဲ။နောက်ကျွန်တော်ကအမြင့်ဆိုတော့အပေါ်လဲမတက်တဲ့အဲ့ဒုက္ခတွေကိုကျန်နေပြူလာမခံနိုင်ဘူး။နောက်ဒီတန်းတွေလဲလူမနီလို့ထွက်သွားပြီဆိုပျက်စီးရများတာဗောနော်။သူတို့ကပင်စစားဝန်ထမ်းတွေပါ။မိဘလက်ငုပ်လဲရင်ရေနံလုတ်သားဖြစ်ဝင်ရောက်လုတ်ကင်လာကြတာလို့ဆိုပါတယ်။ ကုန်စင်းတို့ကြည့်တဲ့ခါကျတော့ကျွန်တော်တို့ပထမရာတော့လာတာအနေနဲ့လေးအခုရတာတော့များများရတယ်ရပြီမဲ့အစမတန်ကုန်တာပေါ့ကျွန်တော်တို့ကပစ္စည်းတော့ဆိုရင်ဟိုပါပဲရတယ်လေတေ1100ပဲရတယ်ပစ္စည်းတော့1100တရာပဲရအခုကျတော့တိုးပေးလိုက်တဲ့ခါကျတော့3000ခွဲတော့ရတယ်ဟာပဲ3000ခွဲတော့ရတော့လေဒီဥစ္စာအိမ်ကမိသားစုက၄ငါး၁၀ရောက်လို့ရှိတော့မရဘူးစံတဲ့အဖို့ပဲရတာပေါ့ မပြည့်စုံတဲ့အခြေအနေမျိုးမှာနေထိုင်ရတဲ့အိမ်တန်းရကရိုရင်းပြည့်စုံမှုနဲ့အပြည့်ပါတတ်နိုင်တဲ့မြအစင်းမြောင်နေထိုင်ရင်သက်ဆိုင်ရာကိုတင်ပြတဲ့အခါမှာတော့ဒီဟာတန်းရတော့ကျွန်တော်တို့ကဟိုဒီတန်းရမှာရှိတဲ့ဒီမှာတုံးနေတာပေါ့နော်ကျွန်တော်ရဲ့ဒီဘက်ကကိုစော်ကိုစော်ကြီးဆိုတာဇော်မင်းဆိုတာအဲ့ဒါဆတူကဟိုဘက်ကကျမ်းမာရကုမင်းဆိုးပေါ့သူတုံးအောင်နေတာကျွန်တော်လည်းသူတို့ကိုယ်တိုင်လည်းလာပြီးတော့ဟိုဒီကြည့်သွားရေဆောက်လို့ရေအုပ်ချုပ်ရေလာကြည့်သွားရေသူတန်းရပြင်မှုလည်းသူတို့ကိုယ်တိုင်စာရေးပြီးတာကျွန်တော်လက်မှတ်ထိုးပြီးတင်ပေးလိုက်တယ် သူကပြင်ပေးပါမယ်ဆိုတော့တရားပြင်ဖို့ပေါ့လေစာရေးပါဆိုကျွန်တော်ရေးပေးလိုက်တယ်ဆက်ပြုတ်စည်းနံတွေဖြစ်တဲ့ပဲပြောင်းနှမ်းဝါနဲ့ထန်းလျက်စတဲ့ကွန်ပျူတာရောင်းဝယ်လုပ်ကင်ကြပြီမဲ့တကယ်တော့မကွေတိုင်းဒေသ6မြို့ဟာရင်းနံဝင်နှမ်းတွေကိုအခြေခံတိစောက်ထားတာလို့ဒေသကတူကပြောပါတယ်ဟိုရင်းနံကျောင်းကတော့အစားဆုံးတွင်းစားပဲရှိတာပေါ့ကျွန်တော်တို့မြို့နေရာတော့တွင်းစားမရှိသေးပါဘူးနောက်ပိုင်းဒီ6ကရင်းနံထွက်ကောင်းနေပါ냐ဆိုပြီးတော့ဒီဟိုပါပေါ့ဒီ OC တို့ကတော့ ီအင်္ဂလိပ်ကျတီးပြီးတော့လာတော့စိတ်ဥနေတဲပြီးတော့မြုပ်ဖြစ်လာပြီ။ဒါကတော့ဒါကမျိုးတွေကတော့ဖလီတို့စိတ်မြူတို့ကသူကစိတ်မြူ။အဲ့ရရဟိုကဖြစ်ပြီးတော့၆ကပူစီကားလာ။ဘလူကမရေလူလိုက်။တချင်ကနေကျဲလျောက်ဖိနိကန်ဘဝမှာရင်းနှမြေလူကမတို့ကိုစားပြုသပိတ်ကောင်းဆောင်သခင်ဖိုးလာကြီးဥဆောင်တဲ့ထောင်းဆောင်အပြည့်ရေတော်ဘုံကြီးဟာအခုဆိုရင်စင်ငင်တုတိုင်ခဲ့ပါပြီ။အမတ်တရားကျေးဇူးစိုက်ကျူနိုင်ခဲ့သလိုအခမ်းအနားများလည်းကျင်းပနိုင်ခဲ့ပေမဲ့ရင်းနှမြေလူသားများရဲ့ မိသားစုနေထိုင်ရာအိမ်သားရတွေကတော့ရေနံလူသားတွေရဲ့ဘဝသေးကိုပေါ်ထုတ်နေတဲ့ပြရုပ်ဖြစ်ရှိနေပါတယ်ခင်ဗျာအစိုးရနဲ့အပြစ်ခတ်ရက်စဲထားတဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ကရမ်းပြည်သစ်ပါတီအခြေစိုက်ရာစီးဘူးမျိုးဟာ 1994ခုနှစ်နောက်ပိုင်းမှာပေါ်ပေါက်လာတဲ့မြို့တစ်မြို့ဖြစ်ပြီးဒေသခံတွေအနေနဲ့မြို့ကိုပုံမို့ဖွံ့ဖြိုးတိုးတက်လာဖို့မျှော်လင့်နေကြပါတယ်။ RFA သတင်းတော်ကိုစိုင်းထွန်းအောင်လင်းကတင်ပြထားပါတယ်ရှင်။လွိုက်ကောတောင်ကူကားလမ်းပေါ်မှာရှိတဲ့စီးပူးမြို့လေးဟာအဖြစ်ရတိုင်းရင်သားလက်နက်ကိုင်ဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ကရမ်းပြည်သက်ပါတီရဲ့ဌာနချုပ်တရှိရာမြို့ဖြစ်ပါတယ်။စီးပူးကိုအစိုးရမြို့ငယ်ဖြစ်သတ်မှတ်ပေးထားပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်းဖေကုံမြို့နယ်အတွင်းတည်ရှိတဲ့စီဘူးမြို့ဟာ1994ခုနှစ်အစိုးရနဲ့ကရမ်းပြည်စစ်ပါတီတို့ကြားအပြစ်ခတ်ရဆယ်ပြီးသားကာလမှာလူနေအိမ်ချိန်၅လုံးလောက်တာရှိခဲ့ပေမဲ့လက်ရှိချိန်မှာတော့အိမ်ချိန်၁၀၀ကျော်လောက်ရှိနေပါတယ်စေအထက်တန်းကြောင့်စာတိုက်တွေနဲ့စီးပူးဟာမျိုးပြရဲ့အင်္ဂါရက်တွေနဲ့ပြည်စုံနေတယ်လို့အာဇာနည်ဗိမာန်ကိုမျိုးရဲ့တောင်ဖက်ချမ်းမှာတွေ့မြင်ရပါတယ် ဒီအာဇာနည်ဘိတ်မှာကြတော့ကျွန်တော်ဒီ2005 2006မှာစပြီးတည်ဆောက်ပါတယ်အဓိကဒီဘိတ်မှာခုံးမှာကြတော့ထားတာကြတော့ကျွန်တော်ဥစုရေးပေါ့နော်ဒီဥစုရေးဥဒ္ဒရေးဥစုရေးတူရဲ့နောက်ဒီဒူဥဒ္ဒဥိုက်ဒေါင်းဆိုတာတူပေါ့နော်နှစ်ယောက်ကြတော့ကိုတွင်းတော့ကျွန်တော်အဲ့မှာတည်ထားပါတယ်ကြံတော့ကိုဒီ64ရက်နေခုချင်းကြီးပေါ့နော်ကြဆုံသွားတော့ အာဇာနည်မိဘပြည်သူများရဲ့ပေါ်များအားလုံးတွေကြတော့ကျွန်တော်တို့ဒီအစမ်း block down နဲ့ဒီ out block နဲ့လည်းကျွန်တော်လောက်ထားပါတယ်။စီးပူးဒေတာကံအများစုဟာတောင်ယာလုပ်ငန်းကိုအဓိကထားလုပ်ကံကြပြီးအိန္ဒိယထိုင်းနိုင်ငံကိုသွားရောက်လုပ်လုပ်ကံတူတွေလည်းအများပြားရှိနေတယ်လို့ဈေးတယ်တွေလည်းရှိကြပါတယ်။ဦးသိမ်းမောင်ကတော့စီးမှုမျိုးမှာနေထိုင်လာတာနှစ်ပေါင်40ရှိပြီဖြစ်ပြီးနှစ်ပေါင်40ကျော်လောက်ကြာမြင့်ပြီဖြစ်တဲ့လော်ဘီဒါတောင်ကူမဟာဓာတ်အားလိုင်းကစီးပူးမျိုးပေါ်ကနေဖြတ်သွားပြီမဲ့ ခုချိန်ဒီတော့မီးစက်ကလာတဲ့မီးကိုဒါအားထားနေရတယ်လို့သူကပြောပါတယ်မီးတွေတော့တာတိုင်တော့နီးတယ်ဒါပေမဲ့မရဘူးကျွန်တော်ကတညမှာတီးတရတနေတနေပဲရတယ်ချစ်ခါရဆက်မှုသဘောတူညီချက်အရဆေးရုံတွေဆေးခန်းတွေကိုပြင်ရပြီးသားအချိန်ကတိဆောက်ပေးတာတွေရှိခဲ့ပေမဲ့လက်ရှိအချိန်မှာတော့အဲ့ဒီဆေးရုံတွေဆေးခန်းတွေမှာဆရာဝန်သူနာပြုလုံလောက်မှုမရှိပါဘူးကျွန်တော်တို့အရင်ကဟိုအထူးဒေသတောင်းပါဦးပြန်ပြီးပါတင်ချမ်းဒီဘက်တော့ ဟိုလိုက်တော့ဟိုခရပ်ပြင်းနေတာဖတ်ဖတ်ရပါလေခုခုဖတ်နေတော့ကျွန်တော်ဆောင်းချပြီးတယ်နော်အခုကဆောင်းဝင်လည်းနေနိုင်ကြတော့လားမသိဘူးလားတော်တော်ချာပြင်ညာရေးကဏ္ဍအတွက်တော့တိုင်းနယ်တစ်ခုလုံးမှာချင်းကပညာထက်တန်ကျောင်းခွဲတစ်ခုဒီနှစ်မှာပေါ်ပေါက်လာတဲ့အတွက်ဒိုးတက်မှုရှိလာတယ်လို့ပြောကြပါတယ်ခုလိုထက်တန်ကျောင်းခွဲတစ်ခုပေါ်ပေါက်လာပြီမဲ့လေတင်ချပြီးမဲ့ဆရာဆရာမနဲ့တင်ထောက်ခုပြည့်စည်တွေမလုံလောက်မှုကြောင့် ပြင်ပကဆိုရမဟုတ်တဲ့လူမှုရေးအသင်းအဖွဲ့တွေကအကူအညီပေးနေရတယ်လို့ဒေတာကန်တွေကဆိုပါတယ်။တို့ဒေတာမှရှိတဲ့လူတွေရဲ့ဖွံ့ဖြိုးရေးအတွက်ဆိုအခြေခံကြဆောင်ကကျွန်တော်စဉ်းစားတာပညာရေးနဲ့ကြတော့ဘူးပြ။ဆိုတော့ပညာရေးတစုံတရာနဲ့တက်လာဖို့ဝန်တာပါတဲ့လူတွေကိုစုပြီးမှကျွန်တော်နေရာဒီလောက်မှဆိုရင်ဆရာဖြစ်တဲ့နန်းနလလောက်ပေါ့။အာနလလောက်သင်တန်းပေးတယ်။အဓိကအစိုးရမရောက်တဲ့ရွာဖြစ်ရမယ် NGO တွေမသွား NGO တွေမသွားတဲ့ရွာတွေပေါ့စီစဉ်တစ်ခုလုံးကိုအဓိကတော့ အာ USAND ရနေကူညီရပါတယ်ဒီ USAND ရကူညီနဲ့ WE က monitoring လုပ်ပေးပါတယ်သူ World Education ကပေါ့နော်အရဖေတရင်တော်ကိုစိုင်းထွန်းအောင်လင်းတင်ပြသွားတာပါရှင်။နိုင်ငံတကာမှာစားသုံးသူတွေရဲ့ကျန်းမာရေးအတွက်ဓာတ်ရုပ်ဆေးပစ္စည်းမသုံးဘဲ organic လို့ခေါ်တဲ့သဘာဝမြေစီမြေဆွေးကိုသာအသုံးပြုတဲ့အသီးအနှံစိုက်ပျိုးရောင်းချမှုများပြားလာနေတယ်လို့ မြန်မာနိုင်ငံမှာလည်း organic site ပြုံးမှုခေတ်စားလာနေပါဗျ။ RFA သတင်းတောက်ကိုကျော်ထွန်းနိုင်ငံတင်ပြထားပါတယ်ရှင်။စားသုံးသူအတွက်ဓာတ်ပစ္စည်းမပါတလောက်နဲ့ site ပြုံးထားတဲ့ organic နည်းပညာ site ပြုံးရေးစနစ်ကိုမြန်မာနိုင်ငံမှာ1996ခုနှစ်ကစတင်ခဲ့တာလို့သိရပါဗျ။ရန်ကုန်မြို့လိုမြို့ကြီးမှာဟင်းသီးဟင်းရွက်သီးနှံတွေ site ပြုံးရမှာဓာတ်ပစ္စည်းသုံးစွဲပြီး site ပြုံးတာများလာတာကြောင့်ဟင်းသီးဟင်းရွက်သီးနှံတွေစားသုံးရမှာသုံးရင်ထိတ်လန့်စရာတွေများလာနေပါဗျ။ ဒါကြောင့်စိုက်ပျိုးရေးလုပ်ငန်းတွေမှာဓာတ်ရုပစ္စည်းတွေတုံးရင်ဘေးရွတ်ဆိုးကျိုးနဲ့ထိခိုက်မှုတွေရှိလာနေရဲဆိုတာလူအများကလက်ခံလာပြီးဖြစ်ဆိုပေမဲ့ organic စိုက်ပျိုးထုတ်လုပ်မှုနဲ့ပတ်သက်လို့သိရှိသူနည်းပါးနေသေးပါတယ်မြန်မာနိုင်ငံမှာ organic စိုက်ပျိုးရေးနည်းပညာကိုလွန်ခဲ့တဲ့25နှစ်တည်းကရရှိခဲ့ပေမဲ့ဒီနေ့ထိစိုက်ပျိုးထွက်လုပ်တဲ့တောင်သူတွေရဲ့လက်ထဲကိုထဲထဲဝင်ဝင်မရောက်သေးဘူးလို့ပြည်မနာမျိုးမြမလေယာမြေထိန်းသိမ်းရေးလုပ်ငန်းစုက organic နည်းပညာစိုက်ပျိုးရေးလုပ်ငန်းလုပ်ကင်နေတဲ့ ဥမျိုးက IFA ကိုပြောပါတယ် organic farming လုပ်ဖို့အတွက်ကိုနည်းပညာနဲ့ပတ်သက်တဲ့ကိစ္စတွေမှာပြောလို့ရှိရင်ကျွန်တော်တို့အချိန်မှာ EM ဆိုပြီးတော့အရင်တုန်းကကျွန်တော်တို့ဟိုစိုက်ပျိုးရေးပညာရှင်တယောက်ကသူတို့ယူလာခဲ့တဲ့နည်းပညာနဲ့ပတ်သက်ပြီး EM ဆိုတာ effective micro organism ကိုပြောတာပါအဲ့ဒီနည်းပညာနဲ့ပတ်သက်လို့တောင်သူလက်ထက်ကိုလုပ်ငန်းနဲ့အစိတ်လောက်ပတ်နေဘူးချိန်ဒီကျွန်တော်တို့ဘာလို့ထက်တဲ့ဟိုမှာအောင်မြင်သေးတယ်ဆိုတဲ့စာပြောပါလို့ရှိရင်နည်းပညာပတ်မိုးမှုနဲ့ပတ်သက်တဲ့ကိစ္စတွေကတောင်သူလက်ထက်ကိုဒီပညာတွေက ထဲထဲဝင်ဝင်ရောက်မသွားလို့ပဲလို့ကျွန်တော်တုံ့သက်ချင်ပါတယ်။စိုက်ပျိုးရေးလုပ်ငန်းတွေမှာ organic နည်းပညာကိုစိုက်ပျိုးထုတ်လုပ်သူတွေအသိပညာပေးဖို့စိုက်ပျိုးရေးလုပ်ငန်းရှင်တွေကယုံကြည်လာအောင်လုပ်ပြနိုင်ဖို့လိုတယ်လို့လေဝင်းမျိုးက organic စိုက်ပျိုးရေးနည်းပညာလုပ်ငန်းလုပ်ကိုင်သူဦးတောင်းရွှေကပြောပါတယ်။ဓာတု PC တွေတုံနာမျောစာပိုးသားဆေးပေါင်းသားဆေးစသဖြင့်ပေါ့ဒီဥစ္စာတွေကိုကျွန်တော်တို့ပိုးသားဆေးเนาะကျွန်တော်တို့ဓာတ်တွေကိုတုံးတဲ့ဥစ္စာကို ဒီဆိုးပြစ်တွေကိုတောင်သူတွေကဒီနေ့အထိတိတဲ့လူကမတန်ရခိုင်လို့နည်းနေပါတယ်ဒါတွေကိုတောင်သူတွေတိဖို့ကျွန်တော်တို့တောင်သူတွေစီကိုဆင်းပြီးတော့တောင်သူတွေခြေပါတွေအရောက်ကိုဆင်းပြီးတော့ပြောပြဟောပြဖို့လိုပါတယ်နောက်ကျွန်တော်တို့ organic တွေတုံးကြင်အပြင်ကြမ်းမိုက်အတွက်ဘလို့အထောက်အကူတွေပြုမယ် organic family လုပ်ငန်းလုပ်လို့ဘလို့ကြမ်းမိုက်အတွက်ဘလို့အထောက်အကူပြုမယ်ဆိုတာလည်းကျွန်တော်တို့တောင်သူတွေသိဖို့လိုပါတယ်။အဲနောက်တစ်ခါကျတော့ဒီ organic ဓာတုပစ္စည်းတွေတုံးခြင်းနဲ့ organic တုံးခြင်းနဲ့ ျွန်တော်အကျိုးမြတ်ကိုနှမ်းရှင်ပြီးတော့မှဒါကတော့ဘလောက်ရင်းနှီးရတယ်ဘလောက်ဒါကတော့ဘလောက်ရင်းနှီးရတယ်ဒီအကျိုးမြတ်ပေါ်မှာတောင်သူတွေကဘလောက်กว่าရှားတယ်ဆိုတာကိုသိပြီးတော့သိရှိပြီးတော့အခါကျတော့ကျမကြီးအရာပါကျွန်တော်တို့ကသိရှိနိုင်အောင်တောင်သူတွေရှိကိုဆင့်ပြီးတော့ကျွန်တော်တို့အသေးစိတ်အလုံးမဆောင်ရပေးဖို့လိုပါတယ်လို့ပြောလို့ပါတယ်။ Organic site ပြောရေးဟာတမရိုးကြဓာတုပစ္စည်းများများသုံးဆိုင်တာထက်ကုန်ကြမ်းစရိတ်များပါတယ်။သို့တော်လည်းရန်ကုန်မြို့အနီး မော်ဘီတဝိုက်နဲ့ပြင်မလားလယ်ဝဲမြို့တဝိုက်မှာ organic cycling တွေများလာနေပါတယ်။ organic သီးနှံတွေဟာသာသောသူအတွက်စိုးကျိုးနည်းစေတာကြောင့်စိတ်ချလက်ချဝဲဥသုံးဆွဲနိုင်တာလည်းဖြစ်ပါတယ်။သို့တော်လည်းဈေးကွက်မှာ organic နီးစနစ်နဲ့စိုက်ပျိုးထားတဲ့ဟင်းသီးဟင်းရွက်တွေဟာနည်းပါးနေသေးပါတယ်။ဒီ organic စိုက်ပျိုးရေးနည်းပညာနဲ့ ီးပွားပြစ်ထုတ်လုပ်တော့မယ်ဆိုရင်အဓိကကျတဲ့ပြင်ဆင်သင့်တာတွေနဲ့ပတ်သက်လို့အော်ဂန်နဲ့နည်းပညာစိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်နေတဲ့ဦးမျိုးကအခုလိုရှင်းပြပါတယ်။အနောက်နိုင်ငံတွေကနေပဲဖြစ်ဖြစ်တခြားဥရောပနိုင်ငံတွေကပဲဖြစ်ဖြစ်ဝင်လာမယ်နိုင်ငံသားတွေတော်တော်များများကအဲ့ဒီဒီနတ်နေအပေါ်မှာသူတို့စိတ်ဝင်စားမှုရှိလာပြီ။ Organic farming လုပ်ထားတဲ့ဒီကျွန်တော်တို့ chemical free poison free ဆိုတဲ့ဒီနတ်နေအပေါ်မှာသူတို့စိတ်ဝင်စားမှုဖြစ်လာပြီ။ စိတ်ဝင်စားမှုဖြစ်လာတဲ့အခါမှာကျွန်တော်တို့ဘက်ကဒီဥစ္စာကိုစီးပွားရေးစီးပွားပြစ်ထုတ်တော့မယ်ဆိုလို့ရှိရင်ဘယ်လိုခြေတည်ပြန်ပြန်ထုတ်နိုင်မလဲဆိုတဲ့ကိစ္စတွေကိုကျွန်တော်ဒီချိန်မှာဘာတွေပြင်ဆင်ထားရမလဲဆိုတဲ့အချက်တွေပေါ်မှာလည်းခုနပြောလို့ပေါ့ဤပညာပံ့ပိုးမှုနဲ့ပတ်သက်တဲ့ကိစ္စတွေကျွန်တော်တို့အချိန်ယူစဉ်းစားရမယ့်အချိန်မဟုတ်တော့ဘူးဒါလက်တွေ့ကျွန်တော်တောင်သူတွေကိုဈေးကွက်လက်လန်းမိရေးတောင်သူတွေကိုဤပညာပေးရေးဆိုတဲ့ကိစ္စတွေကအဓိကကြတယ်အဲ့ဒီမှာကျွန်တော်မြေယာတွေကိုဘယ်လိုပြန်ပြင်ရမလဲဈေးကွက်ကိုဘယ်လိုလက်လန်းမိအောင်ချိန်ပေးရမလဲဆိုတဲ့ကိစ္စတွေကကျွန်တော်ကြိုးရင်းပြင်ဆင်ထားတင်ပါပြီ မိထီလာနဲ့ရေစကြိုမျိုးတွေမှာ organic စိုက်ပျိုးရေးသင်တန်းကျောင်းတွေကိုဂျပန်နိုင်ငံရဲ့အကူအညီနဲ့ဆောင်ရွက်နေပြီးမော်ဘီလေဝေးနဲ့ပြင်မရမျိုးတွေမှာ organic နည်းပညာစိုက်ပျိုးရေးလုပ်ငန်းတွေတွင်ကျယ်သပြုလာနေပြီလို့သိရပါတယ်ခင်ဗျာ RFA သတင်းတော်ကိုကျော်ထွန်းနိုင်ငံတင်ပြထားတာပါရှင် RFA ရုပ်မြင်သံကြားအစီအစဉ်တွေကိုဆက်လက်ကြည့်ရှုနေရတာပါကျမတို့ RFA လွတ်လပ်တဲ့အာရှအသံရဲ့အသံလွှင့်အစီအစဉ်နဲ့ရုပ်မြင်သံကြားအစီအစဉ်တွေကို ကွန်ပျူတာအင်တာနက်ကတဆင်လဲဖမ်းယူကြည့်ရှုနားဆင်နိုင်ပါတယ်။လိပ်စာကတော့ www.rfa.org/bamis ဖြစ်ပါတယ်။ RFA ကိုစာရေးသားပေးဖို့ချင်တယ်ဆိုရင်တော့အင်တာနက်အီးမေးလ်လိပ်စာက bamis@rfa.org ဖြစ်ပါတယ်ရှင်။ဒီညအတွက် RFA ရုံမြင့်တညအစီအစဉ်တွေလည်းဒီမှာတင်ပြီးဆုံးပါပြီ။ကြီးစုကြတဲ့ပြည်သက်အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်။မင်္ဂလာအပေါင်းနဲ့ပြည့်စုံတဲ့ညချမ်းဖြစ်ကြပါစေရှင်။